အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စားရေးဆရာမောင်ထင်ရေးသားထားတဲ့ရှေရှေနဲ့တူတူဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်ရှေရှေနဲ့တူတူကဆုံနေယုံမိုးတန်ကြားပြီဆိုရင်လေငားစာကျုပ်ချုပ်ရန် ကိုရပြိုတို့လင်မယာမြို့တို့တက်လာလေးရှိပါသည်လေငားစာကျုပ်ချုပ်ပြီဆိုရင်ကိုရပြိုကလက်မှတ်ကိုသာထိုးရသည် သူ့မိမကဒီနှစ်စဘာပိုးကြ၍လေခါကိုဘဲရွက်ပဲများရှော့ပေါ်တင်ပါသည်ကျွဲခါကိုတော့အပြေမပေးပြရစင်နဲ့အောင်စဘာပေးကုန်မူအပြေဆက်ပါမည်တို့တော့80ဈေးတော့မထားပါနဲ့ဒီနှစ်စဘာဈေးကောင်းတော့တပိဒါဈေးထားပါဆရာကတော့စီကတရက်ထက်ဘိုးကလေးကိုတော့စဘာဦးပေါ်မှာပဲအပြစ်ဆက်ပြရစေ။ယခုလေတဲ့စင်းခါနေမှာကိုရပြိုပစိုးစည်းစရာမရှိတဲ့ဖြစ် စီစဉ်ပစိုးတစ်ထည်ကို အကျွေးယူလိုပါသေးသည်အဲ့ဒီပစိုးဖိုးကိုလည်းထမိန်ဖိုးနဲ့မှတပားတည်းပြည်လဲအောင်ဆက်ပါမည်တရုတ်ဆိုင်မှာရွှေကျင်စေးတပိုလောက်တော့အကျွေးယူပေးပါအောင်စသည်ဖြင့်လယ်မှုကိစ္စကျွေးမိကိစ္စအဝဝရုပ်ကိုစကားပြောသည်မေမိုင်းအဝဇံကိုထောက်၍လုံငန်း၌သူမပါလဲဘာမှမပြေးနိုင်သည်ကိုသိသာသည်ကိုရပြိုသည်ယောက်ျားဟုသာဆိုရငါလဲ အရာရာလေးမျိုး၌သူ့မိမသာလျှင်အခရာဖြစ်သည်။ကိုရာပြိုသည်အသာလက်သည်။လူလုံးလူဖန်သေးသွဲ့တော်လဲတောင့်တင်သည်။အရက်အမောင်းမှာရှစ်သမျှလဲသမားထဲတွင်သူကလက်လေတလောက်ပေါ်၍မြင်သည်။ရောင်တစောင်းအမြဲထုံသည်။စကားပြောလဲစဉ်စားရင်းနှင့်အချိန်ကုန်တတ်သည်။ဘာမဆိုသူကိစ္စကိုသူမဆုံးဖြတ်သက်မိမကပြောမှပြီးပြတ်သည်။လဲသမားများထဲတွင်ကိုရာပြိုသည်ရုပ်ရည်အတော်တင်သည်။ လူကြည့်လိုက်လေခါးကလေးတနွဲ့နွဲ့နဲ့မို့အလောက်ကျန်လုံးနိုင်ပါမလားဟုအောင်းမရသည်တို့တော့အလောက်ခွင်တန်းမခုံမခတ်စ조사သည်ထို့ကြောင့်သူ့အားလေသီးစားချထားတော်လေတွင်သူများတအေကကို30ထွက်အောင်လုပ်သည်ဆိုလင်သူကအပြင်းဆုံး35တင်းထွက်အောင်လုပ်နိုင်သည်ထို့ကြောင့်ကျွန်ုပ်၏ဖခင်မှာကိုရပြိုကိုအသေးဆွဲဖြစ်လျာကိုရပြို၏မိမကမြေမြပင်ကတိကသက်နိုင်စေကမူ ်ပြုံ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 နဲ့တနိုင်သမျှအလျှော်ပေးသည်။ကိုရပြုတ်မိမနာမည်ကိုကျွန်တော်ကောင်းစွာမမှတ်မိတော့ပါ။မဆိုင်နှင့်ဟုခေါ်သည်ထင်။မဆိုင်နှင့်မှာငကြီးကြောင့်စက်တိုက်ထားသော ရုပ်မျိုးရှိသည်။ကိုရပြုတ်နှင့်ရှင်လိုက်လျှင်ဗျိုင်းခြေတန်ရှိဤဘေးတွင်လာနာသောတင်းကြီးငှက်နှင့်တဒန်သူလှ၏။ကောအမြဲဝါတဖြစ်သွားမှညို့ပပုတ်ရှိသည် စပင်မစီကြီးတို့သည် မွဲချောက်တော်ကုတ်ပေါ်၌ရွှဲ၍နေရာ ကောရင်ချီကလားများမွေးကင်းစကိုစီတုံ၍မီးကပ်ပေါ်တင်လှိထားသည့်ရုပ်မျိုးနှင့်တူလာသည်။ထို့သောထိုလင်မယားကို ရှေ့သွားနောက်လိုက်မကြီးဟု အသူဆိုဝန်အန်ဤ။မယားရှေ့ကသွားလျှင်လင်ကနောက်ကတကားကောက်လိုက်ရသည်မဟုတ်လော။လယ်ငါးစာချုပ်ကိုချုပ်တိုင်းချုပ်တိုင်းကျွန်တော်သည် သူတို့လင်မယားကိုအကဲခတ်ကြည့်မိသည်။ကိုရပြိုက သူ့လိုပါရှေ့ရကိုပါပဲပြောပြော။ မဆိုင်နေကတစ်ချက်ဝင်တော်လိုက်လဲကိုရပြိုမှာ သူ့လိုပါဘာလဲဆိုတဟာကိုမပြောတတ်တော့ပြီကိုရပြိုကသူ့နိုင်လိုပါဘာမှမရှိဟုဆိုစေကမွန်မဆိုင်နေကဝင်ရတောင်းလိုက်လဲသူသည် သူ့ဘာကိုလိုချင်သည် ဆိုတဟာကိုစကားတခွန်းလင်တထောက်တထောက်နားရင် တောက်လျှောက်ကြီးပြောချနိုင်ပါသည်ထို့သောသော အခါမျိုး၌ကျွန်တော်စောင့်ကြည့်၍မြင်ရသောထူးခြားချက်မှာမဆိုင်နေတောက်ပတော်မျက်လုံးများဖြစ်၏ ထိုမြလုံးနှစ်စုံတို့တည်ပင်လျင်ကိုရာပြိုအားဇိုးဟဲ့နွားဟုနှင်လျက်ရှိသည်ဟု၍ကျွန်တော်ယူဆမိသည်ကိုရာပြိုကတောင်စင်ရေမရတို့ကို အာအထစ်ထစ်နှင့်ရေရွတ်သည့်အခါမဆိုင်နေမျက်လုံးတစ်ချက်လောက်ဝင်းလိုက်လင်ကျွန်တော်တို့ရိမိတ်ဆွေ ကိုရပြိုဤရောင်တစောင်းကလေးမှာပြုတ်ရဝင်သွားသည် ထိုအကြောင်းများကြောင့်ကျွန်တော်၏မိခင်ဖခင်တို့သည်လက်ကိစ္စနှင့်တကွကိုရီးကိုရာဟုသများတို့တွင် မဆိုင်နေနေတာလဲစခန်းသွားသည်လင်ကိုနိုင်တော်မယားဟု၍အမှတ်မထားခြင်းနိုင်သင့်တော်ကြောင့်နိုင်ချင်းပင်ဖြစ်လျာကိုရာပြိုသည်ဟုသောလူငနွား၏နဖာချိုးကိုမဆိုင်နေသည်ဟုသောနွားចောင်းသူကလေးကမှကြကြနနကိုင်မပေးလျင်ဒီငနွားမှာဘယ်ပစက်နှင့်မျက်ကိုဝါရပါမတုံးတနှစ်နှစ်နှစ်သုံးနှစ် လဲနဲ့စသည်ဖြင့်ကိုရပြောတော့လင်မရသည် ကျွန်တော်တို့၏လေကိုငှားရွေးလောက်ကြသည် စာချုပ်အသစ်ချုပ်တိုင်းသူတို့နှင့်ကျွန်တော်မှစုံခဲ့ကြရသည်တို့တော့ဒီတစ်ခါចောင်းပည့်ရဲ့အတွင်ကိုရပြိုတို့လင်မယားဆုံွဲသည်မြို့သူတမလာကြချင်းအမှန်မှာကိုရပြိုတော့လာပါ၏ကျွန်တော်ចောင်းတို့ပြန်ရမြင်းနေမတိုင်မီကမှသူ့ရောက်လာသည်ဒီတစ်ခါစာချုပ်ချုပ်တာပြည်စည်းလွယ်လာပါသည် မဆိုင်နှင်မှားလိုက်သည့်အတိုင်ဖခင်ဖြစ်သူကလျော်သည့်အပြင်မဆိုင်နှင်မရှိ၍သူယောက်ျားမလန်မဝဲကိုတငယ်နှက်စာလုပ်သည်ဟုအများကမလို့လှင်မလို့တလို့မပြောနိုင်အောင်မနစ်ကကြံသောကျွဲခါများကိုပင်ရှော့ပစ်လိုက်ပါသည်၏စာချုပ်ပြီးသော ကိုရပြိုသည်ကျွန်တော်မိခင်နှင့်ဗရဆေးများအကြောင်းစုံစမ်းမေးမြန်းနေပါသည်စပားလှည့်ပြည့်တဲ့အချိန်ကစပြီးတပိန်ပိန်တလိန်လိန်နဲ့ဘာဖြစ်နေတယ်လဲမသိပါဘူး သွေးဝန်းကလည်းခဏခဏကြားတယ်ဆရာကတော်ရဲ့ဟူ၍ကိုရာပြိုကကျွန်တော်မိခင်ကိုပြောနေသည်မိရဝမ်းပေါ့ကွယ်ဟု ကျွန်တော်မိခင်ကဆို၏အင်းအင်းဟုတ်တယ်မိရဝမ်းပါပဲလူလည်းအယိုးပေါ့အရင်တင်ကျွန်တော်တယ်စိန်နှစ်တော့ဒီတောင်ကားမှကြော်နိုင်ပါမလားမသိပါဘူးဆရာကတော်ရဲ့ကိုရာပြိုငိုများငိုလိုက်လေသလားသူ့တန်ကပြောရင်ပြောရင်ပြောသွားသည် နွေချောင်းပိရက်ကုံတော့အခါကျွန်တော်ဒီချောင်းတို့ပြန်ပြီးလင်းတရင်ကျွတ်ပြန်တော့အိမ်တို့တဖန်ပြန်လာသည်အဲရောက်တော့အခါအေယူခန်းတွင်ကျွန်တော်ဖခင်နဲ့ကိုရပြို့တို့သည်စပွဲတင်မှအိမ်ကလေးကိုရှေ့ချကာကကူးရံချောင်းနဲ့လဖဲ့ရံကိုမြင်ရင်စကားမပြောဘဲတွေ့ဝင်နေကြသည်ကို တွေ့ရသည်သူတို့အကဲကိုခတ်ကြည့်လိုက်တော့မဆိုင်နှစ်တယောက်ရှေ့မှရှိပါသေးရဲ့လားဟုစဉ်းစားစရာဖြစ်ပေါ်လာသည် ကိုလီများလည်းကျွန်တော်ဤအိယာလေးနှစ်တကွာထင်းရှူပုံစာအုပ်တတကြီးကိုနေရာချပြီးတော့ကျွန်တော်ကိုကူလီခတောင်းလေသည်ဟောဒီမှာကူလီခတယ်ဟုကျွန်တော်ကမိခင်ကိုလှမ်းပြောသည်တကယ်တော့ပြန်စေးအပြင်နောက်ထပ်ငွေမလောက်ဘူးဆိုလို့ငွေ90ထပ်ပို့လိုက်ရတဲ့ဥစ္စာကိုကူလီခမှကိုမပေးနိုင်ဘူးလားဟုမိခင်ကပြစ်တောက်ပြစ်တောက်နေညီသည် အမလေးကွယ်ထုံးစားမယ်ဟာ စကားနဲ့ထည့်ပြောမနေပါနဲ့တော့ကျောင်းပြန်တိုင်းမှာဘယ်တော့ကများကိုလီခကြံဘူးလို့လဲဖခင်ဖြစ်သူကထောက်လိုက်သည်အေတော့ပြောပြီးတော့ကျွန်တော်ဖခင်ဒီမိခင်အနေတော့တူတူကဲ့ရွေးမင်းသားကိစ္စကိုထားဆမအောင်ဟောဒီကိုရပြောကိစ္စကိုကြည့်ပြီးနေရာချဆမငါတော့မလုပ်တတ်ဘူးဟု ပြောလိုက်ပြန်သည်ကိုရပြောသည် ငိုင်မြဲတိုင်းငိုင်နေသည်မိခင်ဒီသူထိုင်နေရာတော့တွား၍ ဘာဖြစ်တာလဲစိတ်နှစ်ရှိသေးတယ်မဟုတ်လားဟူမေးသည်အဖြစ်တစ်နှစ်ကိုနားမလည်ရှာသေးတော့ကျွန်တော်ဤမိခင်မှာရင်လေးလေးနှင့်အရေးစုံမေးရသည်ကိုရာပြုံမှမူဒူးနှလုံးကိုလက်နှစ်ဖက်နှင့်ဆွဲ၍မှန်အိမ်မှမီးတောက်ကိုဝေနေသောမျက်လုံးများဖြင့်စိုက်ကြည့်ရင်ရှိပါသေးတယ်ဒါပေမဲ့ဆရာကတော်ရဲ့ဒီလိုခမဟုတ်သူတို့လင်များအကြောင်းကိုနှိမ့်တန်းတွယ်လေ၏ လင်များရန်ဖြစ်ပြီထင်တယ်။အင်းမဲမကလင်ကိုနိုင်ချင်အောင်တော့နေရာတကာတိုင်းနိုင်လို့ပဲဖြစ်မလဲ။ဟာမဟုတ်သေးပါဘူး။ကိုရပြိုလိုလူမျိုးကိုတော့မဆက်နှစ်ကနိုင်ရမှာမဟုတ်ကြပဲ။ဧကနာမဆက်နှစ်တော့မနေရတော့ဘူးထင်တယ်။ရင်းတို့သွေးမိပြီးလျှင်ကျွန်တော်သည်သူတို့နှစ်ဦးမကြားတကြားပြောနေသောအေယူခန်းသို့တလှန်ချင်းတိုးတွားပြီးလျှင်နားကိုဆွနိုင်ပါသည် ဟုတ်တယ်။စိန်နှစ်တော်မနေရတော့ဘူး။သူကတော့သူ့ဟာသူတည်တာကိုဒါကြောင့်ပြောပြရစီတော့ဆရာကတော်ရဲ့ကျွန်တော်လုပ်တဲ့လေကွင်းထဲမှာငကြွေရဲ့တူမကိုဆရာကတော်မြင်ဖူးမှာပေါ်ဟူ၍ကိုရာပြိုကစကားဆားလိုက်သည်။အင်းမြင်ဖူးသားပဲဟုကျွန်တော်မိခင်ကပြန်ဖြေသည်အဲ့လားကျွန်တော်ဟိုနှင်းလေအဲ့ဒီကောင်မလေးကစိတ်နှစ်ကိုပြုစုလာတာဟိုနှင်းတွေကပါပဲ ဟောဝါအဲ့ဒီဥစ္စာကိုဟိုတင်းပြူအမလေးလေ ကိုရပြို့ရဲ့အဲ့ဒီကောင်မကလေးကို နောက်ထပ်ဆက်ချင်လို့မဟုတ်လားမဟုတ်ပါဘူးဆရာကတော့ရဲ့ကျွန်တော်ကဆက်ချင်တာမဟုတ်ဘူးစိန်နှစ်ကဒီကောင်မလေးရဲ့အပြုတ်အစုကိုခံရတော့သူ့ကိုတိတ်ပြီးသဘောကျနေတယ်အခုတော့သူက သူ့လူပြေမှာအကြာကြီးနေရမယ်မထင်ဘူးတဲ့ ကိုရပြိုသည်ရင်မတက်လာသောရှိုက်လုံးကြီးကိုလက်ဖဲရည်ကြနှင့်ရောပြီးမြိုချလိုက်သည်ထင်သည်လယ်ချောင်းမှဂလူးဂလုတ်တံများပြုံ၍ထွက်လာသည်ကျွန်တော်၏မိခင်မှာစိတ်မရှိနိုင်သောအမှုရာကို ပြဲ့၍ချုပ်တီးထားလိုက်၏အမလေးကွယ်အားငယ်စရာမဟုတ်ပါဘူးစိတ်နှင့်ဟာဒီယောဂနဲ့တော့ပိုးစိုးပတ်ဆက်မဖြစ်နိုင်ပါဘူးယောက်ျားကစိတ်တင်မှာပေါ့မင်းဒီလိုဖြစ်နေရင်စိတ်နှက်မှာတာလို့ဆိုမှာပေါ့ကွယ် မဟုတ်ဘူးဆရာကတော့သူ့ယောဂအခြေအနေကိုသူသာသိတာသူကမနေရတော့ဘူးတဲ့ဒါကြာကိုရပြူရဲတယ်ရှင်းကိုလည်းစိတ်မချဘူးတဲ့ရှင်လည်းအရွယ်ကောင်းတော့မို့ကျမတည်ပြီးလဲအိမ်အောင်ပြုတ်အောင်မှာပဲတဲ့ဒီလိုပြုတ်မဲ့အတူတူငကြွတူမှာဆိုတာတခြားဟာလည်းမဟုတ်ပါဘူးတဲ့ဆွေရိပ်မျိုးရဲ့မကင်းတဲ့ဟာပါတဲ့ဒီတော့ပစ္စည်းပစ္စယကြိုက်ရဲခဲ့တဲ့များကို ထိမ့်သိမ့်နိုင်အောင်ဆိုပြီးသူကကျွန်တော့ကိုဟောဝါ ဒီကောင်မလေးနဲ့ဟာဝါပြူဟင်ဟင်ကောင်မကလေးကအတော်သားပဲဟုတ်ကဲ့ဒါတော့ဆယ်နှစ်ကလည်းရှိနေသေးတော့တို့သဘောပြောလို့ပဲဖြစ်ပါမလဲဟုတ်ကဲ့မင်းတဘောကကောကျွန်တော်ကတော့ဆရာကတော်တည်တဲ့အတိုင်းပဲဆယ်နှစ်ကတော်တယ်ဆိုရင်အေးကွယ်မင်းတဘောကတော့ဆယ်နှစ်ကထိုင်းဆိုထိုင်းထဆိုထသိဆိုသိပေါ့ ကိုရပြိုခေါငုံနေသည်တို့တဘောတော့ပြောလို့ပဲဖြစ်ပါမလဲကွယ်မင်းမဲစဉ်းစားပေါ့ဟုတ်လားဒါမျိုးဆိုတာပြင်လို့ရတဲ့ကိစ္စမဟုတ်ဘူးစိတ်နှစ်ကိုလည်းငါတွေ့ရမြင်ရတာမဟုတ်တော့သူ့ယောဂဟာဘယ်အထိကျွမ်းနေပြီဆိုတာတော့မမှန်းတတ်ဘူးကို့ဝါနာကိုသာသိတဲ့ဒီတော့စိတ်နှစ်ကကြည်ဖြူပြီဆိုရင်တော့တို့ပြောလို့အပေါ်ပဲကျွန်တော်ကတော့ဆရာကြီးနဲ့ဆရာကတော်ကိုတိုင်ပင်တဲ့နဲ့ထင်လို့ပါပဲ။ အင်းအင်းတိုင်တော့တိုင်မင်းတင်တာပေါ့ဒါပေမဲ့ဒီအရေးကမင်းအရေးပဲစိန်နှစ်ရဲ့ဩစာဆိုတာလဲတသက်လုံးကမင်းအပေါ်ညောင်းလာတယ်ဒီလိုညောင်းလာတဲ့များကိုလည်းတို့အကဲခတ်ကြည့်တဲ့များတော့မင်းတို့နှစ်ဦးစလုံးအကျိုးမဲ့တာရဲ့လို့မတွေ့ရသေးဘူးဒီကိစ္စမှာတော့သူလည်းအမျှော်မြင်ရှိတဲ့မင်းမှမလို့မင်းစိတ်မချတာနဲ့ဒီလိုစီမံရတာဖြစ်မှာပါပဲ အလုံးတတုချကြည့်တော့ကိုရပြိုးမှာကိုကျွယ်ဤသူမဆိုသည်ကိုဘေခါမျှမပြတ်မှာခဲမဆိုင်နေကတာလင်သူ့ယောက်ျားနားထူပါထူကြီးကို လောက၌တယောက်တည်းထားခဲ့ရမည်ကိစ္စအတွန်စိတ်အချခြင်းမချနိုင်သောကြောင့်မထားနိုင်သော လူမမာဘဝမှနေ၍သူ့လင်ကိုအသိနေရာချခြင်းဖြစ်သည်ဒီအတိုင်းသာဆိုလင်တေယာကနေပင်လင်လင်တော်မှာအတွေ့သူ့ကိုစားမရရှာပေးနေမည်ပုံဖြစ်သည် အဲ့လေနောက်ဆုံးတော့မင်းသာပဒါနာပဲပေါ့ကွယ်မင်းသာပဒါနာပဲဤကကိုရာပြိုကိုပေးလိုက်တော့ကျွန်တော်မိခင်ဤဩဝါရာဖြစ်သည် ကျွန်တော်လည်းတည်င်းကျောင်းចောင်းပေးရက်ကရတ်တုတ်တုတ်နဲ့မို့ចောင်းတို့ပြန်ရပြန်သည် မပြန်မီရက်အတော်အတွင် ကိုရာပြိုမဆိုင်နေတို့ အကြောင်းပြော၍ရည်လဲရည်ရသည်ချီလဲချီမွားရသည် မိမဆိုတာဟာဥတုမျိုးပါကလားဟုသော ရှေးစကားတို့မှတစ်ခါတခါမှားတတ်သေး၏ဟုသော ဥပရိသတရက်ကိုလည်းအများကကောက်ချက်ချရနေကြသည်ချမည်ဆိုလည်းချလောက်ပါ၏အချောင်းကိုဆိုတော့ကျွန်တော်မပြန်မီတွင်ပင်ကိုရာပြိုသည် ကိုကျွဲတူမနှင့်မင်္ဂလာဆောင်လိုက်သည်မဆိုင်နေကအကျွေးအမွေအခန်းအနာနှင့်လောရမည်ဆိုသည်ဖြင့်သူမသိမီသူစိတ်ကောင်းအောင်လေတော်၌လေသမားတို့ပါဝါ မုံလကောက်ကျွေး၍မင်္ဂလာဆောင်လိုက်သည် မင်္ဂလာဆောင်သည့်နေ့တွင်မတ်စိန်နှင့်မှဖုတ်လိုက်ဖုတ်လိုက်နှင့်နေ၍ကိုရာပြိုနှစ်တကွာသူ့မယားအတစ်ဆက်ဆက်တို့သည်မင်္ဂလာဆောင်၌ကမ်းသောရက်တောင်နှင့်မတ်စိန်နှစ်ကိုရက်ခတ်ပေးရသည်သည်ဟုသတင်းစကားကြားသိရလေသည်ဤအကြောင်းအရာတို့ကိုဤများနှင့်ရက်လိုက်လင်းကောင်းမြင်ထင်သည်အမှန်မှာကျောင်းပိတ်လင်းအိမ်ပြန်သည့်အစဉ်လာမရှိခဲ့ပါမူ ကိုရပြုတ်အကြောင်းဤတွင်ရွေ့၍တခမ်းရရပေမည်ထို့သောကျွန်တော်မှထုံးစံအတိုင်းတပောင်းတကူចောင်းပိတ်သည်နှင့်အိမ်ကိုပြန်ရပြန်သည် ထုံးစံအတိုင်းအိမ်ရောက်သောမိခင်ထာမပတ်စံတောင်း၍ကူလီခပေးရသည် ထုံးစံအတိုင်းလေငါးစာကြုံများချုပ်ဆိုရ၌ကူညီရသည် တို့ရရင်ထုံးဆက်အတိုင်းမဟုတ်သည်လည်းရှိပါသေးသည်ဥပမာထုံးဆက်အတိုင်းလာနေကြကိုရပြိုတို့လင်မယားမပေါ်လာပါ အဲ့လေမဆိုင်နေမှမရှိတော့ပဲဘယ်လာနိုင်ကြတော့မလဲမဟုတ်သေးဘူးလေမတကာဆိုရင်အများချစ်လောက်တဲ့မရအသည့်စတောင်းနဲ့အလကားဖြစ်ဖြစ်တစ်ခေါက်တော့မြို့ကိုရောက်ဖို့မကောင်းပါလားစာချုပ်ပြည့်၍လက်သမားနှင့်လင်ငါအများပြန်သွားကြတော့ခါကျွန်တော်ဒီအထက်ပါအတိုင်းစိတ်ကူးရင်မိတော့ကြောင်းကိုရပြို့တို့လင်မယာဘားကြောင့်စာလာမချုပ်ဒီကိုဦးလေးအာမေးခြင်းမိသည်ဟဲဟဲ လင်မယားနှစ်ယောက်ကြားပြားများတာပေါ့လကွာကျွန်တော်ပါဆက်အဟောင်းသားနေငင်းနေမိပါသည်ဘယ်နဲ့လဲမဆိတ်နဲ့မသိမီကကိုရပြိုကိုမင်းမပေးစားသွားတာနှစ်ယောက်တောင်မှပေးစားသွားလေရောသလားသူသေးပြီးမှတော့သူ့လင်ကတယောက်ပဲယူယူနှစ်ယောက်ပဲယူယူဘာမှ ထူကြတော့မှာမဟုတ်ဒါပေမဲ့မိမများဦးရှိမြင့်ရှိတော့လေနှစ်ယောက်စာအတွက်ရှိနိုင်လွန်လှကြီး ကျွန်တော်ပစအဟောင်းသားကိုကြည်ပြီးကျွန်တော်စိတ်ထဲမှာရှိတဲ့ဒရီဟာကိုစဉ်းစားမိဟန်ရှိသောကျွန်တော်၏ဦးလေးတော်မှာကျွန်တော်၏တန်တရားကိုဖြောင့်လို့တော့ကြောင်းဟဲဟဲမင်းကမသိသေးပဲကိုကွအကြောင်းသိချင်ရင်ကိုဖိုးရိတ်ကိုသာမေးကြည့်ပြီးတော့ဟူပြောရင်နှီးထိုးရန်ဝါးရမ်း၌ဓာရှာသွားလေသည်ကိုဖိုးရိတ်ဆိုသူမှာလူပြောလူပြောင်းလူပြက်တယောက်ဖြစ်သည် စကားပြောလင်ထစ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 ်နေ အမြဲတမ်းဟားတိုက်နေလေရှိသည်ဦးလေးအမှားစကားကို သူကြားသောအခါခုနှစ်အိမ်ရှစ်အိမ်ကြားရေမောလိုက်သည်နေပါအောင်ဗျမဆိုင်နဲ့တည်ပြီးတော့ကိုရပြိုကမရနဲ့အောင်ကိုဖိုးရိတ်မှာအီကိုရဲ့၍ပါနာရင်ချတ်တော့ကြောင်းလဲချောင်းတွင်တင့်နေသောချောင်းချောက်ကိုတဟွတ်ဟွတ်နဲ့ဆိုရင်ဆာဆာဆဲနေကမမမတဲလို့ဟော့ဟော့ ဟင်ဒီလိုလားသူတရားမြင့်ထင်၍သူ့လင်ကို သူ့နေရာချပြီးတဲ့နောက်သူနလန်ထူလာလျက်ကန်နဲ့သူ့လင်ရဲ့မယားအတေစတောက်ကလေးကို သူ့ကြည့်ဖြူနိုင်သည်ဆိုလင်ဒီမိမလုံမိမမျိုးကို ထမင်းထုံနဲ့လိုက်ရှာတော့မှာဒီစပြူမပြောနဲ့ဟိုစမြူမာတောင်တွေ့နိုင်မည်မဟုတ်ပေဟာဟာဟာဟော့ဟော့စိန်နေကမသေးတော့ငါငါငါလခွေ စကားအကွက်ကောင်းဆိုင်မြေကြံလင်းကုတ်ဖိုးရစကားပေါ်ရထစ်သည်သူသိပ်ပြီးစကားထစ်လင်းတတော်ကြောက်စရာကောင်းသည်ထို့သောသူထစ်နေသောစကားကိုကျွန်တော်သိပါသည်စိန်နဲ့မသေးတော့တိတ်ခတ်တာပေါ့အင်းသူစကားတစ်ထစ်ပြောတတ်တယ်လို့ကျွန်တော်လည်းပြန်မပြောတတ်ပါ သူပြောသမျှကို အရင်စစ်လိုက်လင်းဤသို့ဖြစ်ပါသည် ကိုဖိုးရိတ်သည်ကျွန်တော်ဤဖခင်စေကန်းချက်ပြေကိုရာပြို့တို့လည်းတော်တဲ့သူသွား၍စဘာသိမ်ပါသည်ကိုဖိုးရိတ်ဤဝါသနာမှာနောက်တင်းနောက်တော့ဝါသနာဖြစ်သည် ကိုရာပြို့တို့လင်မယားသုံးယောက်ဤတည်င်းမှာဟိုးလေးတကြောဖြစ်နေရာကိုဖိုးရိတ်အတွေ့ဟာရယရွှင်စေးတဖွဲဖြစ်သည်မဆိုင်နေနဲ့လည်းအတော်ခင်မင်းရင်းနေသဖြင့်တော်တော်နောက်လို့ကောင်းပြီတို့တော့ကိုရာပြို့တို့လည်းတဲ့သူရောက်တော့အခါ ကောဖိုးရိတ်မှာနောက်ပြောင်ဖို့ဝေးစွာနရွမ်းမပင် မခဝန်တော်ပြီးစစိနေဟာလကွာငါငါငဖောင်ရိုးချကြနေတာပဲကောဖိုးရိတ်စကားအရာငဖောင်ရိုးချပမာတမချူချာပိန်ချီလာတော့မဆိုင်နေခန္ဓာကိုယ်ထဲ၌ဇီဝတသက်အသွဲဖက်၍နေသည်ကိုပင်လင်ကောဖိုးရိတ်အံ့ဩ၍မဆုံးနိုင် တကယ်လို့နောက်လိုက်လင်ဖုတ်လိုက်ဖုတ်လိုက်အသက်ကလေးသည်ထွက်ပြေးလေမလားထို့ကြောင့်ကုဖိုးရဲ့နရွက်မခတ်ခြင်းပင်ဖြစ်သည်ထို့သောထိုညအဖို၌ကုဖိုးရိပ်သည်သူ၏နောက်ပြောင်တတ်သောအကျင့်ကိုမပြောင်းနိုင် ကိုရာပြိုဤတဲမှလဲသေးဟုဆိုတော်လဲအကြအနာဆောက်ထားသောတလိုင်းအိမ်ငယ်ဖြစ်သည် ဖနက်ချုံမှလှမ်းတက်လျင်အိမ်တစ်ပိုင်းဤကျမ်းပြင်ပေါ်သို့ရောက်သည် ထိုကြမ်းမြင့်ချင်ရင်ဖက်၌အိအပေါ်ထက်အထက်ကိုကိုတက်ရန်လေကားရှိသည်ထိုအထက်ကို၌လင်မယား၃ယောက်အိတ်ကြသည်အိမ်တပိုင်းကြမ်းပြင်က ထမင်းစားခံလဲဟူ၏ဧခံလဲဟူ၏ဖျားခံလဲဟူ၏ဝါစာစပါးထရာအခံလဲဟူ၏တိုလီမိုလီသိန်းစီရာအခံလဲဟူ၏ကိုဖိုးရိတ်မှာဖျားစင်ရှိကဝါစာစပါးလောင်သောထင်းရှုတစ်တာနှလုံးဆက်အပေါ်တွင်အိတ်သည် လူချေတိတ်ဆိတ်သောအချိန်တွင်အများတကအိတ်နေကြပြီဆိုတော့လေကုတ်ဖိုးရိပ်သည်မအိတ်သေးသူနေရာကနေကြည်လင်တနည်းထရာအပေါင်းငယ်များအကြာမှာရေနံစီမီးကွက်ဤအယောင်သည်အပြင်သို့လူရွေထွက်နေသည်ထိုမီးရောင်ကလေးကုတ်ဖိုးရိပ်အကျင့်ကိုမြောက်ပင့်၍ပေးနေသည့်အချိန်တွင် အခန်းထဲမှဘာတန်လိုလိုကြားသည်ကုတ်ဖိုးရိပ်ကနားစွန့်လိုက်သည်ဧကနာပါပဲဟုတ်ပါပြီ တော့ပေမင်းထရန်ပောက်ကိုဖြဲ၍ကြည်နေတော့မီးရောင်တန်းကလေးမှာအငိမ်မနေပါ မြင်းချီနှင်းချီဘယ်ဖက်ရင်ချီညာဖက်သိန်းချီထို့အတွင်တစုံတယောက်ကဖင်ရွှေဖင်ရွှေသွားသည့်အတန်လိုလိုကြာရသည်ဟုတ်ပြီဟုတ်ပြီမီးခွက်ကိုကင်ပြီးတယောက်ယောက်ဖင်ရွှေသွားနေတာကတော့ဟုတ်ပြီဟင်းဆိုတဲ့အတန်ကဘာတန်လဲညွတ်ပတ်ညွတ်ပတ်နဲ့အတန်ကတော့တစ်ဖက်တောက်ကလာတဲ့အတန်ပဲ။ ထိုနောက်မီးရောင်ပျောက်သွားသည်ထို့သောမင်းငိမ့်သွားသည်မဟုတ်သည်ခေါင်မိုးပေါ်မှမီးရိပ်ကစားလျက်ပင်ရှိသေးသည်ဧကနာကုတ်ဖိုးရိပ်ဖက်ကထင်ရနှင့်အခန်းတွင်းကမီးခွက်အကြားတွင်တစုံတယောက်ွယ်လျက်ရှိမည်ကိုဖိုးရိပ်သည်ထရန်ပေါက်ကိုမှန်၍မျက်စိတလုံးကိုဆွေပြေးလင်းကတ်ထားလိုက်သည်ထိုမျက်စိမှာထရန်ကို တောက်တက်ကက်ကက်၍နေလေ၏အခါနေ၌မိခွက်သည်ဂရီပါရောင်ကိုပတ်ပြန်ပေးနေသည် ကိုရာပြိုသည် သူ့မယားအစ်စ်ကလေး၏အပါတွင်ထိုင်နေသည် သူ့မယားအစ်စ်ကလေးမှာမီးရောင်ကြောင့်မျက်နှာကိုမှောင်ဖက်သူတစောင်းလှဲ့ထားသည်မီးရောင်ကုံမူတစုံတယောက်သောသူကကြွယ်ထားသည် အမှန်၏ဘယ်သူများပါလဲမီးရောင်သည် ကိုရာပြို၏နှပါးသို့တဖြည်းဖြည်းချဉ်ကပ်လာသည် မီးရောင်နှင့်ကိုရာပြို၏အကြားမှာလူရိပ်သည်လဲဘယ်ပခုံးနှိမ့်ချီညာပခုံးနှိမ့်ချီနှင့်ကိုဖိုးရဲ့မျက်စိနှင့်ဝေး၍ဝေး၍ ကိုရာပြိုထိုင်နေသည့်ဖက်သူနေရနေရလာသည်ကိုရာပြိုသည်မိယဖက်သူမျက်နှာလှဲလိုက်သည် သူမျက်နှာမှာ ရှက်အံ့အံ့၍နေတော်လဲမထူတော့ပါဘူးလေဟူသောသဘောကိုတရုတ်ဖော်နေပြီးတကယ်သို့တို့တော့တချက်လမျက်နှာကလေးရှုံလိုက်ပုံကစိန်နှစ်ရဲ့စိန်ပြက်လာကြည့်ရဲ့ဟု ဆိုလိုက်သလိုလိုတို့တော့ဘယ်သူဘယ်သူပြောပြောကိုရပြိုနှင့် သူ၏နှစ်ခုမြောက်သောဇနီးတဲ့တို့မှာ မီးရောင်ကိုကျင့်သားရနေကြပုံလက္ခဏာရှိ၏အေအေစိန်ထဲမှာစိန်နဲ့အစ်စ်ကိုကွာဟာဟာဒီတခါကုတ်ဖိုးရဲ့စကားပြောတာမထစ်ပါကလားစိန်နဲ့ကမီးခွက်ကြီးမြောက်ပြီးချက်ရင်ဘက်မှာစောင်းဆောင်ကြီးထိုင်လိုက်တော့မှ သူ့မျက်လုံးကိုငါမြင်ရတာကိုကွာမဆိုင်နဲ့မျက်လုံးသည်အယောင်တောက်ပါပါသည်အရှိန်အဝါရှိပါသည် ဒီမြလုံးတစ်ချက်ဝေးလိုက်လျင်ကိုရပြောဆိုသူပြာလောင်ခက်ရသည်မဟုတ်လားဒီမြလုံးကတိတ်အောင်ဟဲဆိုလျင်ကိုရပြော၏အသက်ဘယ်ရောက်သွားမှမသိဒီမြလုံးကရှင်အောင်ဟဲဆိုလျင်ကိုရပြောတေရာကငောက်ခနဲထားထိုင်ရသည်မိခွက်ကြီးမြောက်ပြီရာပြိုတို့လင်မယားကိုစိတ်နှစ်ကကြည့်ရင်မျက်ရည်တွေကြကြနေတော့ကိုကအော်ကိုဖွေရင်နဲ့သူများမျက်ရည်ကြမှာသူက ပြောတကော တကယ်ကွာလင်မြားအိတ်နေတာကိုမိကွက်ကြီးမြှောက်ပြီးအမလေးအမလေးဟုတ်ဟုတ်ရေးချလိုက်တာကွာတကယ်ပြောရင်းဆိုရင်တော့မဟာဒီထဲမှာဟင်းဟင်းဆိုတာကစိန်နဲ့တက်ပြင်းချချတာကိုကွာမဆိုင်နေမျက်လုံးများမှာအယောင်တောက်ပလျက်ပင်ရှိပေအုံးမြင်ထို့တော့ဘာယောင်တောက်ပနေမိကိုကျွန်တော်မမှန်စတတ်ပါဟင်းကနေဟင်းကနေတက်ပြင်းချလိုက်ပုံး ငဖောင်ရိုးချောက်လိုတပိန်ပိန်တလိန်လိန်နေပုံညာတိုင်းညာတိုင်းမိခွက်ကြီးကိုမြောက်မြောက်ပြီးဒုက္ခခံရပုံဓာရီကိုထောက်ရကြည့်ရလင်ဧကနာမဆိုင်နေမျက်လုံးများသည်အယောင်တောက်ရပေမည်ဒိဋ္ဌာသို့သောဘာယောင်တောက်နေပါသည်နိထိုတောက်နေသောအယောင်သည်ပင်လင်ကိုရပြိုအားစေခန်း၍နေပါသည်တလောကုတ်ဖိုးရဲ့ဤဥတ္တမတရည်တမှာကျွန်တော်ဖြည့်ရှင်းနေသော ပြဿနာကိုပို၍ရှုပ်ထွေးစေလေသောကြောင့် မဆိုင်နှင့်ဤဦးသည်ရှေတလောတို့တလောဟုသောပု္ပ္ပာကိုယနေ့ထက်တိုင်ဝိသ္စနာမပြုနိုင်သေးပါဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးမောင်ထင်ရေးသားထားတယ်ရှရှင်နှင့်တတိုးဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်